Sky Lily ကိုကြည့်ရှုနေကြတဲ့ဓမ္မမိတ်ဆွေသူတော်စီအပေါင်းလို့ရှင်ဒီကနေ့တင်ဆက်ပေးသွားမယ့်သတင်းအကြောင်းအရာကတော့သာသနာရေးနှင့်ယဉ်ကျေးမှုဝင်ကြီးဌာနပြည်ထောင်စုဝင်ကြီးဦးတင်ဦးလွေမှာအများပြည်သူများဖူးမြော်ကြည်ညိုနိုင်ရန်လှူဒန်းထားသောဗုဒ္ဓမြတ်စွာဘုရားရဲ့လဝဲအောင်ဆွေတော်ဘွားဗုဒ္ဓဘိဒေကအနိကစားတင်ပလင်တော်ပိမင်္ဂလာခမ်းနာကျင်းပခဲ့တဲ့တဲ့ရင်ကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ် ဒီမင်္ဂလာကဘာရေးစီရီတော်ဗနာတော်ရင်းကောပကအပွဲမှာကြီးမှုကျင်ပါတယ်။သာသနာရေးနဲ့ယဉ်ကျေးမှုဝင်ကြီးဌာနပြည်တော်စုဝင်ကြီးဦးတင်ဦးလွင်မှာအများပြည်သူများဖူးမြော်ကြည်ညိုနိုင်ရန်လှူဒန်းထားသောဗုဒ္ဓမြတ်စွာဘုရား၏လက်ဝဲအောင်ဆွေတော်ပွားဗုဒ္ဓဘိသိကနိကစားတင်ပလင်တော်ပင်မင်္ဂလာခမ်းနာကိုတော့ဒီကနေ့မတ်လ16ရက်နနက်9:00နာရီကရန်ကုန်တိုင်းဒေသကြီးမယန်းကုန်းမြို့နယ် ကဘာကြီးကုန်းကြီးစရတန်ဃာယနာသာသနာ့သမိုင်းဝင်တီးမီလာကဘာကြီးစီတော်မှာကျင်းပပြုလုပ်ခဲ့ပါတယ်။အဆိုပါအခမ်းအနားကို အပိုင်း၃ပိုင်းနဲ့ကျင်းပခဲ့ပြီးပထမပိုင်းခမ်းအနားအစီအစဉ်မှာတော့ဗုဒ္ဓမြတ်စွာဘုရားရဲ့လဝဲအောင်ဆွေတော်ဘွားအားဗုဒ္ဓပိတိကနေကစားတင်ခြင်းမင်္ဂလာခန္ဓာကို ကျင်ပပြုလုပ်ခဲ့ပြီးဒုတိယပိုင်းခန္ဓာအစီအစဉ်ကျင်ပပြုလုပ်ရမှာကြွားရောက်တော်မူလာကြကုန်သောဆရာတော်တန်ဃာတော်အရှင်သူမြတ်များနှင့် ။အေဘရိဒတ်အပေါင်းတို့ကနမောတတသုံးကျင်ယူဆိုဖျားကတော့ကအခမ်းအနားကိုဖွင့်လှစ်ခဲ့ပြီးနိုင်ငံတော်တန်ခတ်မဟာနာယကအဖွဲ့ဒုတိယဥက္ကဋ္ဌဗရဏဆန္ဒဝရဘီဝန္တာအဘိဓဇမဟာရထဂုရုထံမှာငါးပါးသီလခံယူစောင့်တည်ခဲ့ကြပါတယ်။အဲဒီနောက်မှာတော့ဆရာတော်တန်ခါတော်အရှင်သူမြတ်တို့ကအနေရခင်တရိပ်တရားတော်များရွတ်ပွားခြင်းမြင်ပေးတော်မူခဲ့ပြီးဆွေတော်ဘွာဓာတုစီရီတော်အား တန်ဃာတော်အရှင်သူမြတ်များထံဆက်ကပ်လူရန်ခြင်းနဲ့တန်ဃာတော်အရှင်သူမြတ်များအားလူဝဲဝိထုပစ္စည်းများဆက်ကပ်လူရန်ခဲ့ပါတယ်။တစ္ဆက်ထဲမှာပဲဗုဒ္ဓမြတ်စွာဘုရား၏လဝဲအောက်ဆွေတော်ဘွားဗုဒ္ဓပိတိကအနေကစားတင်အခမ်းအနားကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌအလဲကျတဘာပတိဂောဘကဖွဲ့ဝင်ဥလာထွန်းကဗုဒ္ဓပိတိကအနေကစားတင်အခမ်းအနားကျင်းပရခြင်းနှင့်ပတ်သက်ပြီးခြောက်ထားခဲ့ပြီးသည်။ နိုင်ငံတော်တန်ခါမဟာနာယကအဖွဲ့တွဲဘက်အကျိုးတော်ဆောင်ဗရဏဇောတိတရာအကမဟာကဏဝါစကပန္နိတာ အကမဟာတတမဇောတိကတစားမှာရေဆက်သွန်းလောင်းအနုမောနာတရားဟောကြားခြင်းမြင်ပြီးအခမ်းအနားကိုဗုဒ္ဓသာသနာစီရင်သိကျူ၃ချိန်ယူဆို၍ဒုတိယပိုင်းခန္ဓာအစီအစဉ်အောင်မြင်စွာရုပ်သိမ်းခဲ့ပါတယ်။တီးလင်္ကာနိုင်ငံလက်ဝဲအောက်ဆွဲတော်ဘွားဓာတုစီရီတော်ကိုအဆောင်အယောင်ကိုင်ပုဂ္ဂိုလ်များချံရံပြီး ကျောင်းတော်မြတ်သူအစီအစဉ်လေးရဲ့နဲ့ပင့်ဆောင်ပူဇော်ခဲ့တယ်လို့သိရပါတယ်။ဒီကနေ့ကျင်းပပြုလုပ်ခဲ့တဲ့သာသနာရေးနဲ့ယဉ်ကျေးမှုဝင်ကြီးဌာနပြည်တော်စုဝင်ကြီးဦးတင်ဦးလွင်မှာအများပြည်သူများဖူးမြော်ကြည်ညိုနိုင်ရန်လှူဒန်းထားတဲ့ဗုဒ္ဓမြတ်စွာဘုရားရဲ့လက်ဝဲအောက်ဆွဲတော်ဘွားဗုဒ္ဓပိတိကအနိကစားတင်အလင်တော်ပင်မင်္ဂလာခန်းနာနေပသက်ပြီးတော့လေအလဲကြတပါပတိဗနာတော်ရင်ကောပကအဖွဲဝင်ဥလာထုံးမှာအခုလိုပြောကြားခဲ့ပါတယ်